တော့အဲ့ဒီမှာဖော်ကြည့်ပါဘာနဲ့ပါပဲပေးထားရလဲအပီနဲ့ချူအမတ်နဲ့မှပဲပေးထားတာဘာပဲရှာခိုင်းတာလဲဘာတော့ whether or not the following point on the line ပြီးကျူနော်ဒီအမပေးထားတဲ့အမှတ်၄မှတ်ကပြီးကျူဆိုတဲ့မြင်းကြောင်းပေါ်မှာရှိလားမရှိလားဘာလို့ခိုင်းလဲဖုံးပြခိုင်းအကယ်၍ရှိခဲ့ရင်ဘာလို့ရှာပေး ပါရမီတာဖြစ်တဲ့ k ကိုရှာပေးရမယ်အဲ့တော့ဟုတ်ပြီဘာထူးခြားရလဲပေါ့ဒီမှာမေကွန်ကတော့တပုံစံနဲ့ပဲသူပေးချက်ပြီ pq ပေးတယ်ဒီမြင်းသားပေါ်မှာဒီအမှတ်တွေရရှိလားမရှိလားဆုံးဖြတ်ခိုင်းတယ်ရှိရင်ပါရမီတာ k ကိုရှာခိုင်းတယ်အဲ့ဆရာမေးချင်တာကဒီမေကွန်ဒီပုံစံကိုသူ့ရဲ့ equation ဖြစ်တဲ့အခုဆရာတော့ခဏဘာ equation နဲ့ရှာခဲ့လဲ h it. Why am I now? Why am I am? The minus the one by n. Any equation that deposits out shallow yala. Yeah. Alumia. I'm out of eight double one. Eight double one. That is double one. That was a double more about a movie. That's yale yale. ့အဲ့တော့ဒီ equation နဲ့ဒီမေးခွန်းကိုတွက်လို့ရတာရှိလားမရှိလားဆုံးဖြတ်လို့ရတယ်ရတယ်ဘယ်ရတယ်သူကျန်တဲ့လူတော့ရရရရဆိုရင်တော့နောင်နာပဲဖြစ်လိမ့်မယ်။ဘာလို့ဆိုတွက်ရင်လည်းမရတော့လို့တွက်လို့မရအောင်တော့တွက်ကြည့်ပါဒီ question နဲ့တွက်လို့မရဘာလို့တွက်လို့မရတာပေါ့ဘာဖြစ်လို့တွက်လို့မရလဲနည်းနည်းစဉ်းစားကြည့်ပါ ဘာဖြစ်လို့ဆရာတော်လို့မရဘူးလို့ပြောလဲပေါ့ x1 ပေါ်တယ်ကြာမှာပေါ့အပိုင်းဂိမ်းဆိုရင်ဘာတစ်ခုသတိထားရမလဲဒါတော့ပဲပြောပြလို့ရအောင်ဟုတ်ပြီမှန်တယ်အဲ့ဆိုဆရာဘာဖြစ်လို့လဲပိုင်းကြီးဘာဖြစ်ရလို့ပိုင်းကြီးဘာဖြစ်ရလို့ဟုတ်တယ်ဒီရောပိုင်းကြီး0ဖြစ်နေလို့ဘာမှပိုင်းကြီး0ဖြစ်နေတာ အနာအနာကအန်နေရပါအဲနေရပါလေဒီမှာလေသိလားအန်မသိ3 3မသိဘူးလားဟုတ်အဲ့ဒါဇန်တကူနောက်လိုက်အန်တမိုးဘလားဖြစ်ဇီရိုဖြစ်နေတယ်လေပိုင်းကြီးအပိုင်းငယ်မှာပိုင်းကြီး0ဖြစ်လို့ရတယ်မရဘူးဒါကြောင့်မို့ဒီမေကောဒီဆမ်မထရီ4နဲ့တွက်လို့မရဘူးအန်တ5ရမယ်နော်ဒါဒါဆိုဒီမေကောရှာတော့ပါနဲ့ပဲတွက်ကောဒနေ4နဲ့ပဲတွက်မယ်တဘော xyz equal to x1 plus k plus ဘာဘာဗလခိယံဗလဇောဘလခိယံအဲ့ဒါနဲ့ပဲဆရာတို့တွေ့အောင်နော်အဲအဲ့ဒါကိုကသတိထားရမယ်နော်အဲ့ဒါပြောချင်တာကဒီ equation နဲ့ဆိုရင်ဒါအပေါ့တိုင်းတွက်လို့မရအောင်ဆိုတာသတိပြုရမှာပေါ့နော်ဒါလိုမျိုးပိုင်းကြီး0ဖြစ်ရတာဟာတွေတွက်လို့မရအောင် Okay ဟုတ်ပြီဒါဆရာဘယ်လိုတွက်မလဲကြည့်အောင်အဲ့တော့ပုံမှန်တန်းကတော့ directive value ကရှာရမှာပဲ directive value လို့ကျင်ဘာလောက်ရမလဲနားရရနေပြင်တော့6 2 4 negative 5 1ဆိုတော့ negative 6 3 minus 3ဆိုတော့0 0လေ3ရဲ့ဒီ0အဲအဲ့ဒီကောင်ဒါဒါ0ဖြစ်နေလို့ဆိုတော့73 phone နဲ့တွက်လို့မရနော်အဲ့တော့73 phone နဲ့တွက်လို့မရတော့ဘာ phone နဲ့တွက်အဲ့တော့ coordinate phone ကြတော့ရေးနေရတယ်လို့ပြောရမယ်နော် coordinate other point ayz on that line pq လို့ရ equation on line pq လို့မရဘူးခဏကြ equation on the line pq ပဲရေးတယ် coordinate ကိုကြတော့ coordinate လို့ထည့်ပြီးရေးပေးမယ် coordinate of point ayz ဘာမှရှိလဲ on the line p2 equation ဘယ်လိုပြမလဲပြန်ပြော x y z equal to x1 plus p n comma y1 plus p m comma twin ကြည့်အောင် x1 နေရာမှာ2 plus k k သိလို့လားသိတယ်ဘူးလေ k ပဲရေးပေါ့ a နေရာဘလားလဲပေါ့ဒါဆို 4k y1 နေရာမှာ1 plus k ရပြီပဲ a များမှာ -6k comma ဇာဝနာမှာ3 plus 0အဲ0တာသူ3ပဲကြံပါပါနော် k လည်းပြောက်သွားပြီလေ 0k နဲ့ညဒါသူရဲ့ပါတယ် equation ရမှာနော်2 plus 4k 1 6k 0အဲ့တော့ဒီမှာဘာသူကြလဲဇက်တန်ဖို့ဘယ်လားလို့သိပါပြီ0 3 3 z equal to 3လို့ပေးထားတယ်အဲ့တော့ z equal to 3ဆိုတာဘာမှရှိတယ်လို့သိရမှာဆိုစာရေးပြရမယ်ဒါကြောင့်မို့ဒီမြင်းချောင်းက z equal to 3ဆိုတာ plane ပေါ်မှာပါဖြစ်လဲရှိတယ်လို့ရေးပြရအောင်အခုဆရာတို့ရှာမဲ့ pq ဆိုတာ line ဘယ်ပေါ်မှာရှိလဲ z equal to 3ဆိုတာ plane ပေါ်မှာရှိတယ်လို့ပြရအောင်ဟုတ်မနော်ဟိုနည်းနည်းတော့ပြန်နှွေးကြအောင် z equal to 3ဆိုတာ plane ကဘယ် a စပေါ်မှာရှိတဲ့ plane နဲ့ပြရင်လဲပေါ့

ပြန်ပြောမှာနော် z 0ဆိုတော့ဘာ equation လဲ a x y plane ရဲ့ equation ဆိုရင် z တမှု0 z 0 okay y z plane equation ဆိုရင် x 0 z plane equation ဆိုရင် y 0အဲ့ဒီ plane နဲ့ပြရင်နဲ့ plane ဆိုရင်ဥပမာ z 0နဲ့ပြရင် z c a 0နဲ့ပြရင် x a y b နဲ့ sorry y 0နဲ့ပြရင် y b ဆိုပြီးရှင်းအောင်ဒါရှင်းပြောခဲ့ပြီလားဒါပါအခုဒါပဲဆက်ပြောရအချင်းကောင်းမှာဆို ကြောင့်အခု zai ကိုသူ3ဆိုတော့ plane ရှိတယ်ဆိုတော့ဒီမြင်းကြောင်းစီဘဲပုံမှာရှိလဲ zai ကိုသူ3ဆိုတော့ plane ပုံမှာရှိတယ်လို့ရေးပေးရမယ်ဟုတ်မနော်ဟုတ်ပြီဒါဒါပါရပြီလဲဒီ question the live picture မှာ coordinate phone ရပြီအဲ့တော့စပြီးစအစားတင်းတော့မှာ number a အဲ့ y ဇဘလောက်ပြီးတာလဲ for negative 2 3ဒါကလည်းပါပဲလေ ay ဇဘဒါကလည်း ay ဇဘဒါဆို11 has 11 size မညီဘူးလား แล้วตัที่ว่าญาจีนมาแล้วเรียกเลยป็นยี้ลูกยาไอจีเป็นยี้วันจีเป็นยี้เซจีเป็นยี้บ่แล้วตัวบลูยังเปล่า two plus four k equal to four วันจีนปีนี้ one minus ก i ่ k equal to negative two มา three ก็ตัวที่ยามัยี่เลยยาเราจะเอาชาจีอ่ะเราเปลี่ยนเปล่าไปเลย two plus four k equal t ต four ว่าจะมุ่งเช้ามัน kỳ là mũi sao có kỳ quê tu tu kỳ quê tu quá mãi tu tu đi ao quan nhiên bị nhị biểu quan minus kỳ quê tu negative tu minus kỳ quê tu thì có bao nhiêu negative three kỳ quê tu là là quá mãi tu kỳ là mũi ba bì lại tu rồi ta cho mũi đi âm mà đi ở xã hội xã này là four comma negative two comma three đi ဒီ line ပေါ်မှာရှိလားမရှိလားရှိတယ်ကေတံဘုံဘလားလဲဘာမိုင်းတူရမယ်နော်ဇက်မှာရှားကြမလို့လေ3 3တူတာပြီးသားကေမောင်းရှိရမယ်နော်အဲ့တော့ရှားဒီမှာဘယ်လိုရှားလဲကြည့်အောင်ဘာရှားကနာပြောဆိုဘယ်ဒီမှာရှားလာမယ်နော်ဒီဘက်ချမ်းဘယ်ချင်းကြီးတော့ညာချင်းပြီးကြီးလိုက်တယ်အဲ့တော့ဆိုရင်4 2 black 4k နဲ့ညီမယ် negative 2က1 6k နဲ့ပြီးကြီးအဲ့ဒီကနေကေတံဘုံဘလားရမယ်ဘာမိုင်းတူရမယ်ခဏရှားတာကြောင့်အကျမ်းပါပဲရှား ဒါဆိုကီတာမိုးတစ်ခုတည်းရအောင်မလို့ဒီမှတ်ဒီဒီ line ပေါ်မှာရှိလားမရှိလားရှိတော့ဘယ်လိုရေးပြရမလဲ the point ပေါ်ကောမှာ negative 2ပေါ်မှာ3 is on the line p2 parameter ကဘလားလဲဘာမှမသိဘူးဒါနံပါတ် a နံပါတ် b အဲ့ဒီ diagram သွားမယ်ဒီပေါ်ဟာဆရာဒါတွေဘာမှမရေးတော့ဘူးเนาะ oh sorry ဆရာဒီကပဲစရည်လားလားဒါဆရာပေးညီလိုက် negative 2.7 7.3ကိုခဏက equation က coordinate နဲ့ပေးညီတယ်အဲ့ဒီမှာရှာကြည့်ဘာလဲပါရှာ negatif dua mana begini? Dua belas four k ini begini ya? Negatif four equal to four k k equal to negatif one. Nara kah one ini begini? Seven equal to one minus six k. Kau baca nora six equal to minus six k k equal to minus. Nara kita mau tulah mau tulah. Tahu ini kita mau tulah itu jauh di mana di? Di lama masih lama sih lah. Sih deh kita mau apa le, wa ဒါနံပါတ် B အတွက်ပြီးနံပါတ် C နောက်အမှတ်တခုဖြစ်ရတယ်ဒီကောင်အတွက်လက်ရှာရှာတဲ့အခါမှာဒီမှာလက်ကီတမို့တူနေလိုက်တယ်တဘောတန်ကို2 plus 4k နဲ့ညီလက်ကီတူရတယ် negative level 1 minus 6k နဲ့ညီလက်ကီတမို့တူရတယ်ဒါကြောင့်မို့ဒီ point ဒီဒီ line ဘောမှာရှိလားမရှိလားရှိရင်မလို့ရေးမယ် the point tan ကောမှာ negative 11ကောမှာ3 is on the line ပြီးကျ parameter ကဘာလဲ2 number d မှာ ဒီမှာတော့ तू က there is no value k ပဲရေးတာတွေ့လားအဲ့တော့ k တန်ဖိုးမရှိဘူးဆိုတာသိဖို့ဆိုအကျမ်းမှာတော့ကိုဘာလို့ကြည့်ရအရှာကြည့်ရမယ်ဘယ်လိုရှာမလဲပြော wow ဘာနဲ့ပြီးနေ2 to the negative 1 k equal to negative 1 minus 4 y ချင်းပြီးနေမယ် y equal to 1 minus သနောက်တော့ k equal to 0အဲ့ k တန်ဖိုးတူလား ပေတံဝတ်မတူတဲ့အတွက်ကြောင့်ဒီအမှတ်ဒီဒီ line ပေါ်မှာမရှိဘူး။ဒါကြောင့်မို့ရှာသူ့မှာ parameter ရောရှိပါမလို့။ဒါကြောင့်မို့ရှာဘယ်လိုပြရသူ့မှာ k တံမို့ရှိလား။ There is no value k ။ဘာဖြစ်စေတော့ as define ဒီလေစီတော့ဒီချီနေကိုပြည်လဲစီတဲ့ k မရှိဘူး။ဒါကြောင့်မို့ဒီအမှတ်ဒီဒီ line ပေါ်မှာမရှိဘူး။အဲဒါကြောင့်သူ့မှာ k တံမို့ရှိလား။မရှိဘူး။ရမနော်။ဒါကြတော့ဒါလည်း ခဏမိကွန်းတဲ့ပုံစံနဲ့ပဲဒါပဲဒါကြတော့ဘာနဲ့ဆုံးဖြတ်တာလို့ဆိုရင် symmetric formula coordinate formula coordinate formula ဆုံးဖြတ်တာဘာကြောင့် coordinate formula ဆုံးဖြတ်လိုက်ရလဲအဲ့တော့ point 0 point မှာ0ဖြစ်နေတယ်เนาะအဲ့တော့ခဏအရှိကအိဇဘယ်ကိုလဲဒီပုံစံနဲ့တွက်လို့ရလားမရဘူးရပါရတယ်เนาะ coordinate form ကြတော့ပြဿနာမရှိဘူးဘယ်လိုပဲဖြစ်ဖြစ်တွက်လို့ရတယ်ဒီ symmetric form ကြတော့ ရှင်းချက်ရှိတယ်။ပိုင်းကြီးဘာဖြစ်လို့မရအောင်ဒီလိုပြောရရင်တော့ semester ဖုန်းနဲ့ token ရှိတယ်။အဲ့ဒါကိုတတိထားရမယ်နော်။နံပါတ်3မှာဂျာတာအရှိအအရှိချိန်မှာတော့ဂျာတာအိဇာဘယ်တော့ပွားပြီပေါ့နော်မိခွန်း2ပိုင်းရှိတယ်မိခွန်းရှားတော့မပြောခင်ပေးချက်နေနေတော့ဘာပဲပြီးတာမယ်နှစ်ချက်ပြီးတာလေဘာနဲ့ပါပြီးတာလဲ ီနဲ့ကျူနဲ့ပေးတာမေကွန်းကရှာနှစ်ပိုင်းပရမရပိုင်းကဘာဖြစ်ကြောင်းဘာဖြစ်တာဘာဖြစ်လဲလို့ဆုံးဖြတ်ခိုင်းတာလေအခုဆရာတော့အောက်မှာပေးတာတဲ့ following point အောက်ပါအမှတ်များဆိုတော့အောက်မှာအမှတ်ပဲနှစ်မှတ်ပေးတာလေးမှတ်လေးဘောပေါ့ကွာပြောချင်တာဒီအမှတ်လေးမှတ်က PQ ဆိုတဲ့ line ပေါ်မှာရှိလားနဟွဲလားအော်နော်နဲ့ အာနဲ့တွေ့ရမှာပေါ့နော်အဲ့တော့ရှိသလားမရှိဘူးလားဆိုတာဒီတာမိုင်းဘာလောက်ခိုင်းလဲသုံးဖြတ်ပါလို့ပြောတယ်နော်ဒါပရမမေကော if အကယ်၍သာဆရာတို့ပြောတဲ့ဒီအမှတ်တရား is on the line ပီကျူပီကျူဆိုတဲ့မြင်းချောင်းပေါ်မှာရှိခဲ့ရင်ဘာကိုထက်ရှာပေးရမလဲ corresponding real number နော် real number လို့လည်းပြောလို့ရတယ်ဆရာတို့ဒါအရှိအအိမ်စွဲမှာဆိုတော့ parameter လို့ပြောတော့ပါနော်အဲ့ဒီ k တန်ဘိုးဘာလောက်ရလဲရှာပေးရမလား ဘယ်ပေါ်မူတည်ပြီးလို့ဆိုရင်ဒီစာမပြတဲ့ပြီပေါ်မူတည်ပြီးတော့ရှာပြရအဲ့တော့ဆရာဟိုပတ်ဟိုချိန်တော့လည်းပြောခဲ့တယ်ဒီမေခွန်းဆရာတို့တွက်တဲ့ခါမှာ equation of line ကိုရှာတဲ့ခါမှာပုံစံဘယ်လိုမျိုးရှိလဲနှစ်မျိုးရှိတယ်เนาะအဲ့ဒါဆရာနည်းနည်းလေးတော့ပြန်ပြောမယ်ပေါ့အဲ့ equation of line ဆရာတို့ရှာတဲ့ခါပုံစံဘယ်လိုမျိုးရှိလဲနှစ်မျိုးရှိတယ်ဘာနဲ့ဘာနဲ့ coordinate for နဲ့ ဘာပေါ်လဲ symmetric form တို့ပဲရှိတယ်เนาะအဲ့တော့ဒီပုံစံတွေရှာတဲ့အခါမှာအဓိကသိရမှာဇာနှစ်ချက်သိရမှာ x1 y1 z1 ဆိုတဲ့တန်ဖိုးတန်ဖိုးသိရမှာအဲ့ဒီ x1 y1 z1 ဆိုတာဘာကိုရှာရမှာဘာကိုစသိရမှာလဲဒီလိုချင်တဲ့ line ရဲ့ p ဖြစ်တဲ့စမှောက်ရှာတော့စသိရမှာเนาะနောက်တစ်ခုဘာရှာရမလဲ parameter k မဟုတ်ဘာရှာရမလဲ l m n ဆိုတဲ့ဘာတန်ဖိုးရှာရမလဲ directive value ရှာအဲ့ဒီ directive value ဘယ်လိုရှာရမလဲ သူပေးထားတဲ့ပေးချက်ရဲ့အမှတ်မှရှိတဲ့ကိုယ်သင်းလေးကိုအနောက်တွေကနေအရှိကိုပါလုံးမယ်နှောက်အောင်နော်အဲအဲ့ဒါတွေသိရင်ဆရာတို့တက်ဆိုင်ရ equation မှာဆရာတို့ဒါတက်ဆိုင်ရပုံစံမှာအစားသိရင်လိုချင်တဲ့ equation ရတာပေါ့အဲ့တော့အခုဆရာတို့အခုဒီမေးခွန်းမှာကဒီနှစ်ခုမှာဆရာတို့ဘာနဲ့ပဲတွက်လို့ရမလဲ coordinate 4နဲ့ပဲတွက်လို့ရတယ်ဒီမေးခွန်းကဘာကြောင့် coordinate 4နဲ့ပဲတွက်လို့ရလဲဒီမှာဆရာတို့ derivative value လို့ချင်းအနောက်တွေကအရှိနှုတ်ရဲစီမှာဒီမှာဆိုဆရာတို့2ရဲ့2နှုတ်ဘယ်လောက်ရလဲ0ရအနေနဲ့တွက်ကြအောင်ခဏကဆရာပြောတဲ့ဒီ symmetric form မှာရှိတယ်ဟောဒီနေရာမှာဒီနေရာမှာပိုင်းကြီးဘာဖြစ်နေမလဲ0ဖြစ်နေပိုင်းကြီး0ဖြစ်ရှာတော့အဲ့ဒါ underline လို့ခေါ်တယ်အသေးပဲမရှိဘူးအသေးပဲတတ်မှတ်လို့မရအောင်ဒါကြောင့်မို့ရှာတော့ဒီအခုနံပါတ်3မိကော symmetric form နဲ့တွက်လို့မရအောင်နော်အဲ့ဒါဘာနဲ့ပဲတွက်မလဲ coordinate form နဲ့ပဲတွက်အဲ့တော့ဒါဆိုရင်သူလိုချင်တဲ့ပရမစင်းနေတဲ့ line equation ကိုရှာတဲ့အခါမှာ coordinate form နဲ့ပဲရှာလို့ရှာအောင်အဲ့တော့ဆရာပြချက်ပြင်ရင်းလိုက်မယ်ပြကျူပေးထားတယ် ကိုယ်တည်းဖုန်းနဲ့ပဲတော်တော်ဆမ်မက်ထရီဖုန်းနဲ့ပဲတော်တော်ဘာတော့မဖြစ်မနေရှားမှာပဲသူရဘာတမို့ညနေရှားမယ်ဒါရိုက်တဲ့ value တတိထားမှာဒါရိုက်တဲ့ value ဆရာကဂွင်းခတ်လို့ရှိရင် လုံးဝလက်သေးဂွင်းနဲ့မရအောင်နော်ဒါဂွင်းနဲ့ပဲခတ်ရမယ်ဒါသူရတင်နေတာ哦အာသူရှားတာဒါရိုက်တဲ့ value ဆိုဘယ်လိုသတ်မှတ်မလဲသူကောင်းနေတယ် LMN သတ်မှတ်တယ်သူ့လိုချင်ဘယ်လိုလောက်လဲအနာရီယာနေအရှိကိုနှောက်တယ်အဲ့တော့ foreign နေ3ကိုနှောက်အဲ့ချင်းအနာရီရှင်တော့1ရတယ် 1ကျင်းနှုတ်တော့0ရတယ်ဇက်ကျင်းနှုတ်တော့5 minus negative 1ဆိုတော့ minus minus plus ပြီးတော့5 plus 1ဆိုတော့0ရဒါပါရပြီ direct value အဲ့တော့ဆရာတို့အဓိကသိရမှာ equation other line လို့ကျင်ဘာနဲ့ပါသိရပြီ direct value သိရမယ်စမှတ်သိရမယ်ဒီနှစ်ခုအခုသိလားမသိလားအဘာကြောင့်ဆရာတို့ဒါလို့လို့ပြောလဲဒီစာမတ်ကဘယ်မှာတွင်းရမှာလဲ h1 y1 z1 မှာတွင်းရမယ်သူတော့ ln n မှာတွင်းရမယ်ဟောဒီဆရာတော့အခုဘာဖုန်းနဲ့ရှာမှာလဲ question of the line coordinate ဖုန်းနဲ့ရှာမလို့ရှာဘလို့ရေးမပြောကြည့်ပါ the coordinate of the point ayz on the line pqr ဘာကြောင့် r ပြည့်လို့ဆိုတော့ coordinate က၃ခုရှိတာ哦 x coordinate y coordinate z coordinate ၃ခုရှိအောင်လို့ r နဲ့ရေးပြရမယ်နော် equation အရင်ပြောပါ coordinate for equation ရပါလား AYZ equal to H1 plus KA, comma, Y1 plus KM, comma, Z1 plus KN. အဲအဲ့ဒီမှာဆရာတို့ဘယ်နေရာတွေမှာစားသွင်းရမှာလဲ H1 Y1 Z1 နေရာမှာဘယ်တန်ဖိုးစားသွင်းရမလဲ P ရဲ့ coordinate ကိုစားသွင်းရမလဲနောက်တစ်ခါဘာမှသွင်းရမလဲ L M N နေရာမှာဒီအတန်ဖိုးစားသွင်းရမလဲဒါဆရာဒီမှာတစ်ခါတော့ပြန်ရေးကြည့်အောင်ဘာရမှာပြော အဲ့ဆိုနေရာမှာ3 plus a ညာအရင်စဉ်းစားလိုက်1เนาะအဲ့ဆိုပြီးလဲ3 plus k comma 11မလား2 plus m က0ဆိုတော့မရေးတော့ဘူးเนาะ2ပဲရမှာအဲ z1 z1 negative 1အဲ့တော့ negative 1 plus 6k ပေါ့အဲ့ဒါဘာ equation ပဲလဲဒီ p ကျူစရက် line ရဲ့ equation ကိုဒါဘာ form နဲ့ရေးတာလဲ coordinate for နဲ့ရေးထားတာဟုတ်မလားအဲ့တော့ဒီမှာကြည့်ကြပါဆရာတို့ဘာလို့သတိထားမိလဲဒီ line ကဆရာတို့ y တမို့ဘလားလို့တွေ့လဲ y equal to 3လို့ပေးထားတယ်ဆိုတော့အဲ့ဒါ y sorry y equal to 2ဆိုတာအဲ့ဒါ by equation လဲဆိုရင် plane ရဲ့ equation နော်ကိန်းတဲ့သလုံးနဲ့ equation နဲ့ပေးတာအဲ့ဒါ by equation လဲ plane equation အဲ့ကြောင့်ဆရာတို့ဒီမှာရေးပြရမယ်ဒီ line ဒီဘယ် plane ပေါ်မှာရှိလဲ y equal to plane ပေါ်မှာရှိတယ်ဆိုပြီးတော့ဆရာသဘောပေါက်ဒါကြောင့်ဆရာဘယ်လိုရေးမလဲ this mean that the line pg is on the line y equal to 2အတိပဲက sorry on the plane y equal to 2ပြောချင်တာဒီ pg ဆိုတဲ့ line က y equal to 2ဆိုတဲ့ plane မှာရှိတယ်ဆိုတာကိုသဘောပေါက်အောင်မယ်ဟုတ်ပြီဒါကတော့ဆရာပရမအစစ်မဲ့ပြီးသေးတယ်ဒါဘာလို့ရှားလိုက်တာလဲ pg ဆိုတဲ့ line ကိုဆရာတို့ဘာ for နဲ့ရှားလိုက်ရလဲ coordinate for နဲ့ရှားလိုက်တာဒုတိယအစစ်မှာလုပ်မယ်ခဏဆရာတို့ပြောတဲ့အမှတ်ဗနမအမှတ်၄မှတ် အဲ့ဒီအမှတ်လေးမှတ်ကဒီမြင်းညောင်းပေါ်မှာရှိလားမရှိလားဘာလို့ပြရမလဲဆုံးဖြတ်ပြရအောင်အဲ့တော့အမှတ်လေးမှတ်ရှားအရင်ပြန်ကြည့်အောင်အမှတ်လေးမှတ်ပါပေးထားစဉ်ဒီမှာတော့သူ့အမှတ်လေးမှတ်အရှားဒီမှာပြန်ပြီးရလာပဲနော်ဟာလေဒါဒါသူ့ရဲ့အမှတ်လေးမှတ်ပေါ့ဟာလားโอเคမင်းရှားဒီမှာပဲချက်ထားလာမယ်နော်အဲ့အမှတ်လေးမှတ်ဒါလေးပေါ့နော်ဒီအမှတ်လေးမှတ်နော်အဲ့တော့ဒီအမှတ်လေးမှတ်ကဘာဖြစ်လဲ ဒီပီကျူဆိုတဲ့လမ်းပေါ်မှာရှိမရှိပါလို့မယ်ဆုံးဖြတ်အဲ့တော့နံပါတ် ARR ဘယ်လောက်ပေးတာလဲ5 2 5.2ကောမှာ11ပေါင်းရှားစဉ်းစားအဲ့တော့အဲ့ဒါရှားဘယ်လိုလောက်မှာလဲနံပါတ်ဘယ်လောက်ကောမှာဘယ်လောက်လဲ5ကောမှာ2ကောမှာ11အဲ့တော့ဒါလဲ AY Z ပဲဆရာတို့ line equation လာဘာပုံစံနဲ့ဖော်ပြတာတာပဲလေ AY Z နဲ့ဖော်ပြတာတာပဲအဲ့တော့ဒါကြောင့်11 size ကြီးတော့မဟုတ်လို့ဒီ right size ကြီးမလောက်လို့ရလဲပေးညီလို့ရတယ် အဲဆရာညာချင်းပြင်းကြီးလာပြီတနည်းပြောအဲ့ဒီကဆရာဘာတံမိုးရှာမှာအဲကေတံမိုးရှာမှာကေတံမိုးရှာဘလို့ချင်းရှာမယ်အဲ့ချင်းပြင်းကြီးဝိုင်းကြီးပြင်းကြီးဇက်ချင်းပြင်းကြီးပေါ့အဲ့ချင်းပြင်းကြီးဘာလဲဘာပြင်းကြီးရမယ်ဖိုင်နဲ့3 black k နဲ့ပြင်းကြီးတယ်ဝိုင်းကြီးကတော့ညီကြမလို့ညီပြီးသားပဲလေသူ့နဲ့သူနောက်တော့ကဘာချင်းပြင်းကြီးရမယ်ဇက်ချင်းပြင်းကြီးရနော်အဲဒါဆိုရှာကေတံမိုးရှာကိုအကူရှင်းပြန်လဲကြောင်းရမယ်နှစ်ကြောင်းရပရမကြောင်းပြော အဲ့ချင်းမင်းကြီးရှားအဲ့ဒါကျမ်းမှာပဲရှားလိုက်နော်အဲ့ချင်းမင်းကြီးတော့ဘာနဲ့ဘာနဲ့ပြီးညားမှာ5ကို3 k နဲ့ပြီးညားအဲ့တော့ရှားလာတော့ k တန်ဖို့ဘလာရ2ရနော်နောက်တော့ကဘာချင်းပြီးညားလဲဇက်ချင်းပြီးညားတော့11 - 1 6k မိုင်းနပ်ဆိုဟောပတ်တော့တွဲဆိုတော့တွဲ equal to 6k ဆိုတော့ k equal to 2ဒါဆိုကီတံမို့တူလားမတူဘူးလား အဲကေတံဘိုးတူရာမို့လို့ဒီအမှတ်ဒီပီဂျူဆိုတဲ့လိုင်းပေါ်မှာရှိလားမရှိလားရှိတယ်เนาะအဲ့လိုရှားလို့ရှားကေတံဘိုးရှားရှားတဲ့ကေတံဘိုးပါပြရမယ်တူရမယ်တူရင်ဒီဘက်ကဒီလိုင်းပေါ်မှာရှိအဲ့တော့ဂျာတော့ဘယ်လိုရေးလိုက်ရပြီလဲကေတံဘိုးရှားဘလောက်ရလဲတူရတယ်ဒါအကျမ်းပါပဲရှားလိုက်ရနော်ကေတံဘိုးတူတစ်မျိုးတည်းရတာမို့လို့ဒီအမှတ်ဒီဒီလိုင်းပေါ်မှာရှိရဆိုဘယ်လိုရေးမလဲ the point အခုရှားလို့ရှားတဲ့5ကောမှာ 2.11က is on the line pq ဒီမြင်းချောင်းက pq ဆိုတဲ့ line ပေါ်မှာရှိရင်ဘာပါရှာပြရမယ်ပြောတာလဲသူရဲ့ real number k ပါရှာပြရအောင်ဆို k တမို့ဘလိုက်ရပြီဒါလဲ2ပေါ့ဒါကြောင့် with k equal to 2ဆိုပြီးတော့ရေးလိုက်ရရမယ်နော်ဒါနံပါတ် a နံပါတ် b လည်းဘယ်လိုပဲတွေ့ရမှာလဲဒီ dimension ရှာအောင်တွေ့ရမှာပဲဆိုတော့ကျွန်တော်နံပါတ် b ဆိုလဲဒီ a1 z ဆိုလဲဒီ coordinate form ရဲ့ဒီ တံမိုးနဲ့ကွန်ဘဲလောက်ကေတံမိုးတွေ့ရင်ဒီမှာလိုင်းပေါ်မှာရှိမယ်အဲအဲ့တော့သူရှားတွေ့ရကေတံမိုးကလိုချင်တဲ့ directive value ရှားလို့ရှားပြီးသားဖြစ်သွားလဲအဘီယူလက်ချက်ပြန်လိုက်ကြည့်လာပါနော်အဒီဟာဆရာပြန်ရေးပြတာနော်ဓမ္မတာ coordinate ဖုန်းဆရာရောက်ပြီနံပါတ်ပြီးတော့ပွားရပါပြီဒါလည်းဆိုရင်ဒူကောမှာဒူကောမှာ negative 7အဲ့တော့ဒီမှာဒီဘက်ချန် a1 ဇက်ချင်းတူတော့ဒီဘက်ချန်ညာဘက်ချင်းပြီးညီလို့ရတယ်အဲ့တော့ တခါလဲရှာကြည့်လိုက်မှာကြာတော့ဘာဘာဘာနဲ့ပြီးညီမယ်ပြောသူ့ကို3 black key နဲ့ပြီးညီတယ် k black ရမယ် minus ဆိုတာ negative 1ရအောင်နောက်တစ်ခါ negative 7ကို negative 1 plus 6 key နဲ့ညီတယ် negative 6 equal to 6 key ဆိုတော့ k black ရလဲအဲဒါဆို k တောင်မတူလားမတူဘူးလားတူတယ်ဒါဆိုရင်ဒီအမှတ်ဒီဒီမြင်းသားပေါ်မှာရှိလားမရှိလားရှိတယ် k တောင်မဘယ်လောက်နဲ့ရှိတာအဲအဲ့တော့ရှာ k တောင်မ negative 1 therefore the point 5 comma sorry phải biết mày đấy 2 comma 2 comma negative 7 is on the line P two with k equal to negative 1. one. Yeah, no. C đó. two. bán lo me. Alo, siapa bani bini? Seven bán two bani bini. Three plus k na bini. k equal to ဘလားရမယ်3ဟုတ်ပါတော့တနုတ်7 2 3 1 2ဇာတ်ကျင်ပြီးညီ2 equal to negative 1 plus 6k ပေါ့တော့3မြာလား3 equal to 6k ဒါဆို k equal to 1 2ဒါဆို k တော့မတူလားမတူလားတူတယ်ဒါဆိုရင်ဒီအမှတ်ဒီဒီ line ပေါ်မှာရှိလားမရှိလားရှိတယ်เนาะ k တော့ဘယ်လောက်နေလဲ6 1 2နဲ့အဲ့တော့စာပလူရေးမယ် this mean uh the boy 7 by 2 comma 2 comma 2 is on the line p2 with k equal to 1 by 2နံပါတ်2ဒါရေးကြမလို့နော်ဆရာခဏပြောသလို D ကဘလောက်ပေးတာစစ်တူတန်းအဲ့ဒါကိုဆရာဒီဘက်ချက်ကနည်းပေးကြည့်မယ်ပြောပြပါအဲ့ချင်းပေးကြည့်မယ်အဲ့ လေပိုင်းကွယ်သူ6 k k ကွယ်သူကေတမို့တူလားမတူရင်ဒီအမှတ်ဒီဒီ p ကျူစရက် line ပေါ်မှာရှိလားမရှိဘူးเนาะအဲ့တော့ဆရာတော်စာရေးပြရအောင်ဗာရေးပြရအောင်ကေတမို့ရှိလားဘာဖြစ်စေတော့တိုင်ဒီပိုင်းဆိုတာပြည်လဲစေတော့ this condition ဆိုတော့ဒီအခြေအနေကိုပြည်လဲစေတဲ့ကေတမို့မရှိပါဒါကြောင့်မို့ဒီ6 comma 2 comma 10ဆိုတဲ့အမှတ်က ီကျူစရာ line ပေါ်မှာရှိလားမရှိလားမရှိဘူးတပတ်တော်ပါ့မနော်အဲ့တော့ပြောချင်တာကရှိလားမရှိလားဆုံးဖြတ်ဖို့ကြောက်စင်ဘာတမိုးရှာရမလဲအဲကီတမိုးရှာကီတမိုးတူအားရင်ရှိရမတူရင်မရှိဘူးပေါ့နော်ရမနော်โอเคအဲ့တော့ဆရာတွက်ကြည့်ပေးမယ်နော်အဲ့တော့ဒီပုံစံဆရာတွက်တဲ့ခါမှာဒါဒီမေးခွန်းကဆရာတို့ဘာဖုန်းနဲ့ပဲတွက်မှရမှာလဲ coordinate phone နဲ့ပဲတွက်မှရဘာကြောက်လဲသူရဲ့ directive value ရှာတဲ့ခါမှာဒီမှာ m demo ဘာနဲ့ညီနေလို့ 0နဲ့ညီနေလို့เนาะโอเคအဲ့တော့ဇာဒီကနေပဲစပြလိုက်ပါမယ်အဲ့တော့နံပါတ် A ပဲပြတော့မယ်လीเนาะ B ကတော့ BCDE BCD ကကိုယ့်ကိုကြိုးစားပြီးတော့ကြည့်လေးပါเนาะ